အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်ပတ်သင်ခန်းစာကတော့အခန်း73ဒီသင်ခန်းစာ73တမ4ကနံပါတ်56ပဲဖြစ်ပါတယ်နံပါတ်5မှာဆိုရင်နံပါတ်4ရဲ့ကာကြီးကနေစတာပါနော်ဒီဒီကိန်းကိုတဲ့900ရယ်လို့တိုးလိုက်တော့တဲ့84ဖြစ်လာနေပြီဒီအဲ့ဒီဖြစ်လာတဲ့ကိန်းကိုဆိုတော့မသိရဘူးနော်ဖြစ်လာတဲ့ကိန်းဆိုတော့မူလာကိန်းကိုပြောတာပါအခုဆိုတော့မူလာကိန်းကို x လို့ထားတယ်လေ900ရယ်လို့တိုးလာပြည့်တဲ့900ရယ်လို့တိုးလာပြည့်နေဖြစ်လာနေတယ်ဟုတ်နော် ။ဓမ္မမူလာကြီးကတရားရှိစိုးရှိစိုးရာခိုင်နှုန်းလဲဆိုရင်တရားရာခိုင်နှုန်းကတည်ပေါ့နော်။အဲဒီမှာ900ရာခိုင်နှုန်းတိုးရဲဆိုရင်ကျွန်တော်တို့က8ကျဲ105ရာခိုင်နှုန်းဖြစ်ပါမယ်။အဲဒါဆိုရင် x ဆိုတာက8 e ဆိုတာကအမြတ်105ရာခိုင်နှုန်းဆိုတော့တရားပိုင်း105ပါနဲ့။အဲဒါကို105နဲ့တရားနဲ့ဆိုကြည့်မယ်။9နဲ့ကျင်းတဲ့ခါမှာ9နဲ့ဆက်တယ်လီတရား9 9နဲ့ဆက်လီတရားဆို21နဲ့8နဲ့ညောတဲ့ခါမှာ21 8 20အဲ့ဒါကဘာနဲ့ညီရလဲဆိုရင်ဒီမှာ9ရဲ့တော့တိုးလာပြီနော်ဆိုဖြစ်လာမဲ့ဂိမ်းကြီးလေ ော်ဖြစ်လာမယ်ရေ21 by 21 8 by 20အဲ့ဒါ84ဖြစ်လေ84ဖြစ်လာမှာဖြစ်တယ်84နဲ့ညီလိုက်မယ်21 8 by 20ကို84နဲ့ညီလိုက်မယ်အဲ့ကျောင်းလိုချင်တာက8တန်ဖို့ဖြစ်တဲ့အတွက်21 by 20ကိုညီမတစ်ဖက်ကိုပို့တဲ့အခါမှာ h နဲ့21 by 20နဲ့မြောက်ထားရင်ညီမတစ်ဖက်ကိုပို့စားရမယ်။အခါအစားကိုမြောက်ပြန်ပြောင်းလို့ရှိရင်ဒီလိုနောက်ဝင်ပြောင်းပြန်လဲဆိုတော့20 by 21ပို့တာ။ဒါမှတော့21 by 20နဲ့သွားပြီးစားမှာဒါပေမဲ့အစားကိုမြောက်ပြန်တဲ့အခါမှာ20 by 21ပို့တာ။ ့21 21 21 24 84เนาะ24နဲ့4နဲ့မျှတဲ့ခါမှာဆိုတော့80ရပါတယ်။ဒါပေမဲ့မူလကိန်းက80ဖြစ်ပါတယ်။တော့နမခဝေဝေတရက်ကနေပြီး15000ကျန်လို့နှုတ်လိုက်တဲ့ခါမှာ153ကျက်ကျန်နေမူလငွေကိုရှာတယ်။ဒါကကုနာတိုင်းပဲမူလငွေကိုဆိုတော့သိကျင်တဲ့မူလငွေကိုဝိုင်းကျက်လို့ထားလိမ့်မယ်။ဝေတရက်ကနေပြီးတော့15000ကျန်လို့နှုတ်တာကျန်ရတယ်လို့လို့ရှင်။ သူကမူလကရှိတာက100ရာခိုင်နှုန်းနော်အဲ့ဒါကို15ရာခိုင်နှုန်းတဲ့ခါမှာဒီလို85ရာခိုင်နှုန်းရပါတယ်ဟုတ်နော်ဒါဆိုလို့ရှိရင်အမကြံငွေပေါ့နော်ကြံငွေကကျတော့ဝိုင်းကျက်ရ85%ဟုတ်နော်အတင်းဝိုင်းကျက်ဖြစ်တဲ့တော့ဝိုင်းရေးမယ်ဤဆိုတော့အမြ85ရာခိုင်နှုန်းဆိုတာကသမောရာခိုင်နှုန်းဆိုရင်ပိုင်းချိန်မှာ100နော်100ခန်းရတာဖြစ်တဲ့သမော100 85ဝိုင်းရပါတယ်ဒါပြီးသမောပိုင်းဝိုင်းနဲ့ပိုင်းချိန်တွေကိုကြည့်မယ် ငါးနဲ့ဂျင်းတဲ့ခါမှာ9စက္ကန့်နဲ့485ငါးနဲ့စက္ကန့်လေးရတေးရတင်းစက္ကန့်ဝင်နဲ့ပြတဲ့ခါမှာ 71y/20 ဆိုပြီးတော့ရရှိပါတယ်အဲ့ဒါကသူကနှုတ်လိုက်လို့ရှိရင်153ဂျင်းနဲ့ညီရဖြစ်တဲ့တယ်နော်နှုတ်လိုက်ပြီးတော့ကြံတဲ့ငွေရ 70y/20 အဲ့ဒါကကျွန်တော်ဗာနဲ့ညီရလဲဆိုရင်153နဲ့ညီရခုနအတိုင်းပဲကျွန်တော်ဝါတန်မို့လို့ညီရဖြစ်တဲ့တယ်70/20ကိုညီရရင်တော့ပိုးတဲ့ခါမှာ20/17ဖြစ်တယ် နော်ညီမကြီးတစ်ဖက်ကိုသွားပြီးတော့စားညီမကြီးတစ်ဖက်ကိုသွားဆဲရမှာစားမှအစားအုံမြောက်ပြောင်းရဲ့ဆိုပိုင်းကြီးပိုင်းပိုင်းကြီးကပိုင်းကိုရောက်ပြီးတော့ပိုင်းဝေကပိုင်းကြီးကိုရောက်မယ်ရောက်မြင်လိုက်တော့ဗောနစကွန်တလီစကွန်စကွန်ကိုရာ150တော့ကိုးနဲ့20နဲ့နော်ညံ့တဲ့ခါမှာဒီလို180ရပါတယ်အဲ့ဒီမူလငွေက180ကျင်းညာတို့ကနမကားငွေမြေတရိပ်900ခန်းတော့ပါတယ်210ကျဲဖြစ်တယ်ထုံငွေရဲ့စနစ်ရာခိုင်နှုန်းကဘယ်လောက်ဖြစ်မလဲပေါ့ဟုတ်တော့သူက ငွေတရက်လုံးရ900ရာခိုင်နှုန်းက210ဆိုလို့ရှိရင်ねထိုးငွေရဲ့စနစ်ရာခိုင်နှုန်းကဘယ်လောက်ပြည်မလဲဆိုတော့ဒါဆိုမှမူလငွေကိုဆက်လို့ထားလိမ့်မယ်နော်ဇက်ရ900ခိုင်နှုန်းဇက်ရ900ခိုင်နှုန်းဆိုတော့ z into 5 by 100 900ခိုင်နှုန်းဆိုတော့ပိုင်းပြည်တရားနဲ့ခိုင်တယ်အားတလင်က9နဲ့စနေတရားဒါပေမဲ့ပိုင်းပြွေမှာက1ကျတော့1နဲ့စနေမြောင်ဆက်ပဲတင်မယ်7 by 20 7 by 20ရဘလောက်တော့900ခန်းတော့က910 နော်ဇက်ပိုင်တွန်လီဒါ210ကျက်နဲ့ညီလေးပဲဒါဆိုရင်ရှင်ရှင်ဇက်ပြန်မိုးလို့ရှင်တွန်လီကိုညီမရင်းတစ်ဖက်ကိုတွန်လီကဇက်မှာစားရရင်ညီမရင်းတစ်ဖက်ကိုမြောက်ပြီး210ကို20နဲ့မြောက်တဲ့ခါမှာရှင်လေးရောက်နေရရပါတယ်ဇက်တံမိုးလေးရောက်နေအဲ့ဒါကငွေတရေ900ကျက်နဲ့က210ကျက်ဆိုရင်နဲ့ထိုးနောက်ကထိုးဝေးရဲ့စနစ်ရာကနေလို့ရှင်အဲ့ဒီထိုးဝေးစနစ်ရကတော့ equal to z e 12%ဒါဆိုစက်အမြောက်ဇက်တံဘုကကတော့လေးရောက်နေရဆိုဇက်နေရမှာဆိုလေးရောက်နေရစသင်းတယ် ီကိုကြာအမြင်စနစ်ရကတော့ကြာတရားပိုင်းစနစ်ပါနော်ဒါဆိုရင်ပိုင်းဒီမှာရှိတဲ့တဏ္ဍာနှလုံးနဲ့ပိုင်းဝင်မှာရှိတဲ့တဏ္ဍာနှလုံးနဲ့ကြည့်ရပါပြီဒါဆိုရင်ဗာကြံလဲဆိုရင်၄၀နှစ်နဲ့၁၀နှစ်နဲ့ကြည့်နေ၄၀နှစ်နဲ့၁၀နှစ်နဲ့ညတဲ့ခါမှာကျော်900ရည်ရပါတယ်ဒါဆိုရင်အဲ့ဒီငွေရဲ့ဝတ္တရရဲ့ပေါ့နော်စနစ်ရကတော့900ကျပ်ပါဝတ္တရရဲ့900ကတော့90 90ကျပ်စနစ်ရကတော့ကျတော့900ကျပ်ရပါတယ်အဲ့ဒီကနံပါတ်5 ူပါရဲ့လဲကနေရွေးစကားထွက်လုံးကဦးမြိုင်းလဲမှာစကားနှလုံးထွက်လုံးတက်25ရာခိုင်နှုန်းပို့ပါတယ်။ဦးမြိုင်းလဲမှာစကားထွက်လုံးကဦးပါရဲ့လဲမှာစကားထွက်လုံးကရာခိုင်နှုန်းမြင်များရော့သမီးတဲ့။ဦးမြိုင်းကရော့တာ။ဦးပါကပို့တာ။ဒါကြောင့်မို့စမတို့ကဦးမြိုင်းလဲမှာထွက်တဲ့စကားစကားကိုစမတို့100တင်းနဲ့ချိန်ထားနိုင်မယ်။ဒါဆိုဦးပါကတော့သူဦးမြိုင်းလဲကထွက်တဲ့စကားတဲ့25တင်းပို့တာ25ရာခိုင်နှုန်းပြည့်တာပို့တာပြည့်တဲ့125တင်းပါနော်။ ဲ့ဒီခုကကျတော့ကျွန်တော်ဦးမြရဲ့လယ်မထွက်တော်စကားကဦးဝရဲ့လယ်မထွက်တော်စကားအောင်ရောက်ရောက်လဲသိကြည့်လို့ရှိရင်ဦးနော်ဦးမြကတရားဥပဒေ25ဦးမြက25ရောက်လာဖြစ်တယ်25ပြီးတော့ဒီရာဂနိုးကိုမေးရဖြစ်တယ်ကျွန်တော်တရားရာဂနိုးနဲ့ပြောက်ပြရတယ်အဲဒီ25ပြော25တိုင်း25 25 5လီတရား25တရားကိုကျွန်တော်တော့ဘိုင်းချည်ပြီးလဲ9နဲ့တော့ပြီးတော့စားတဲ့ခါမှာ20ရာဂနိုးပြောပါတယ်အဲဒီဒီကဲ ်ဦးမြရဲ့လယ်မစကားခံတော့ဦးပါရဲ့လယ်မစကားဖတ်တဲ့စကားအောက်၁၀ရာခံလို့ပြောတယ်ဟုတ်နော်ဦးမြကရော့တာဦးပါကျတော့25ရာတိပြောတော့20ဦးမြရဲ့ဦးမြကကျတော့ကော20ရာခံလို့ပြောတာနော်ဒါလည်းနဲ့တော့မလို့20ရာခံလို့ပြောတာနော်အတူကအစားသင်္ကန်းတစ်ခုမှာအကျောင်းသားအလုံး25ရာခံလို့မျက်မှန်တက်စုဝင်ဖြစ်ကြတယ်အကယ်၍မြန်မာတက်တော့ဂျာမန်ရှိရောက်ရှိရပြည်သူတွေကြီးစုပေါင်းဂျာမန်ဦးရေလို့ရှာတယ်။ဒီလိုစုပေါင်းဂျာမန်ဦးရေက ်နော်ရှားမဲ့ဟာတကယ်ကျွန်တော်အိတ်ယူထားလိုက်ပါမယ်။မျက်မှန်တော်တော်တန်သာဥယျာဉ်လို့ရှိရင် HL 25ရာခိုင်နှုန်းပြောပြတာတန်သာအလုံး25ရာခိုင်နှုန်းတန်သာအလုံးက H A ရဲ့25ရာခိုင်နှုန်းတော့ H A to 25 by 100 25 25 25လေးဒီတရားဒါပြီး8 by 4ဒါကမျက်မှန်တော်တော်တန်သာဥယျာဉ်ကွာရှိရောက်တဲ့မြင်မှတ်တော့ကျောင်းသားဥရရှိရောက်ဆိုတော့8ပိုင်ကိုကရှိနေနေတယ်။ကျိုးလို့ကျင်တော့8ပိုင်ဝုတ်ဖြစ်တဲ့၄ဦးညီမတစ်ဖက်ပို့မယ်။ဒီက8ကိုစားရတယ်ညီမတစ်ဖက်ကိုရအောင်ပြပြပါ ေးရှိသည်သုံးစုံနေ။နော်အဲ့တော့8.5ဆိုရင်8.5ဆိုတာစုပေါင်းကျောင်းသားဦးနော်။ဒါမျိုးစုပေါင်းကျောင်းသားဦးက32ရောက်ရှိတယ်။စုပေါင်းကျောင်းသားဦးရဲ့32ရောက်မှာကျွန်တော်ကမင်းမကတက်ကရှိရ55ရာခိုင်နော်။ဒါဆိုရှင်လေးချင်းငယ်လေးချင်းငယ်73.4ကနံပါတ်656ပြပါပြီ။သုံးကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။